တီတကူဆရာတော်နဲ့မာလာဖတ်စစ်တဲ့ရဲ့ခွင့်ပြုချက်တွေကုညီမှုတွေမပါဘဲနဲ့လုံးဝအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့သူတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဆရောမကုမျိုးကို ပြန်လဲပေးအပ်မှုကိစ္စက DNL နဲ့ကျွန်တော်တို့ PDF တရဲ့ဆက်ဆံရေးတစုံတရာထိခိုက်မှာကိုလည်းကျွန်တော်တို့ကစိုးရိမ်နေသလိုတစ်ဖက်မှာတရုတ်ရဲ့ဖိအားတစ်ဖက်မှာစစ်တပ်ရဲ့ဖိအားတစ်ဖက်မှာတော်လန်လူစိတ် နောက်တစ်ခါပြည်သူလူထုရဲ့သဘောထားစံတာနောက်တစ်ချက်ကမုဂုမျိုးကိုကာကွယ်မယ်လို့ကြွေးကြော်ပြီးအလုံငွေဒေါ်လာတောင်းနဲ့ချီပြီးတော့လက်ခံအလှခံထားရတယ်။ဒါနဲ့ပစ္စည်းတွေဝယ်တယ်။တိုက်ကြမယ်။ပြင်ဆင်နေတယ်။ဒီအချိန်မှာ PDF တွေကိုလက်နက်ဖြုတ်သိမ်းလို့ဆိုတဲ့သတင်းတွေအပေါ်မှာတော့လူများစိုးရိမ်နေတာတော့ရှိနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းကိုကျွန်တော်အတည်ပြုဖို့စူးစမ်းရင်းနေနီးစက်ရာ အတီးပြုတ်လို့ရနိုင်တဲ့လူတယောက်ကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမဟုတ်ပါဘူးလှုပ်ရှားရှိရကိုဆက်လုံမှာဖြစ်ပါတယ်ဒါကြောင့်မို့ပြည်သူလူထုကအစိုးရတော့ကဗျာပါရမများကြပဲတော်လိုင်းကိုပဲအာယုံဆိုင်ကြဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကနဦးတင်ပြလိုပါတယ်တက်ဆက်ထဲမှာဒီကနေ့စော်မဲလုံးကိုတိုင်က Hayden Archinda US အင်္ဂလိပ်လိုပြပါ ရုပ်ဝတ်နံနယ်သောခေါင်းစဉ်များရှိလိမ့်မယ်ဆိုရဲကြားဖြန့်ကိစ္စမှာအမေရိကန်ဝင်ရောက်ပါဝင်လာခြင်းအပေါ်မှာစိုးရိမ်တကြီးကြောက်လန့်တကြားရုပ်ပြက်ဆင်းပြက်ထွက်ပြီးရှင်းပြပါတယ်ဒီအခြေအနေတွေကိုကျွန်တော်ဟိုဘက် ALG review channel မှာပြောမယ်ကြားဖြန့်နဲ့ပတ်သက်လာရင်ကြန့်ခိုင်ရေးမလွတ်ပါဘူးတတိကူဆရာတော့မလွတ်နိုင်ပါဒါကြီးဟိုဘက် ALG review မှာတင်းတင်းချာချာကျွန်တော်တို့ဆွေးနွေးကြမှာ ီဘက်မှာတော့လက်ရှိဒေါ်လာရေးအခြေအနေကဘာဖြစ်နေလဲနိုင်ငံရေးဘက်မှာတော့ NUCC ဆိုရဲအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီရဲ့ပြိုလဲမှုတွေကိုကျွန်တော်တို့တွေ့နေရပါတယ် KNU KNPP တို့ NUCC ကနေပြီးတော့နှုတ်ထွက်တဲ့တဲ့ဟာ NUCC အတွက်ဆက်လက်ယက်တီနိုင်ဖို့အင်မတန်ခက်ခဲတဲ့အခြေအနေမျိုးဖြစ်ပါတယ် အဲ့ဒီ NUCC ကိုကြီးလိုက်မယ်ဆိုရင်လေအစည်းအဝေး NUCC အဖွဲ့ဝင်အစည်းအဝေးတောင်မခွန်နိုင်တာအင်မတန်ကြာမြင့်နေပြီဆိုတဲ့အခြေအနေမျိုးကိုလည်းတွေ့ရပါတယ်အဲ့တော့တော်လန်ရေးရဲ့နိုင်ငံရေးတိုက်ပွဲတွေကိုဆင်နွှဲနိုင်ဖို့တော့အားနည်းနေတဲ့အခြေအနေပါအမှန်ကဒီကာလမှာကြားဖြန့်ကြရက်နဲ့တော်လန်ရေးအချက်တရုတ်ရဲ့အခန့်နဲ့တော်လိုင်းကြီးအချက်လုံနိုင်ဖို့နိုင်ငံကြီးတိုက်ပွဲ စီတိုက်ပွဲတပြိုင်နက်ပေါင်းဆက်နိုင်တဲ့တိုက်ပွဲမျိုးတွေကိုဆင်နွှဲရမှာဖြစ်ပါတယ်။ကြားပြန့်အတွဲအဆက်မှာတရုတ်က policy ရရှုံးနေနေပါတယ်။မယုံမရှိပါနဲ့။ကြားပြန့်လုံနေတဲ့သူတွေအားလုံးဟာတရုတ်တွေကြီးပဲဖြစ်နေတာကိုကျွန်တော်တို့မြင်လို့မရပါဘူး။ဒါကိုတရုတ်ကောင်းကောင်းသိပါတယ်။အဲ့ဒီတရုတ်တွေလုံတဲ့ကြားပြန့်လုံလို့ရတဲ့ပတ်စံငွေကြေးစီးဆင်းမှုတွေဟာ ဘယ်ကိုသွားလဲဆိုရဲကိစ္စလင်းုံကြီး US မတိပဲနဲ့မနေပါဘူးဒီအချိန်ကြီးအောက်မှာဂျာပြန် policy ကို US diamond ထိုးဝင်လာတာဟာသူတို့ဟာ policy အသာစီးမရပဲနဲ့ဝင်မလာပါဘူးသူတို့ကိုင်မဲ့ policy ဟာသူတို့ပြစ်မှတ်ကို ကောင်းကောင်းဆွဲခါလိုရမ်းနိုင်တယ်ဆိုတော့ကိုသူတို့ကြိုတင်ပြင်ဆင်သိရှိပြီးမှဝင်ချလာတာပါအဲ့တော့ဂျာပြန်အရေးခင်မှာ ပြစ်မှတ်အားလုံးဟာတရုတ်ဖြစ်ပါတယ်။လှုပ်တဲ့လူတွေအားလုံးဟာတရုတ်တွေဖြစ်ပါတယ်။လက်ရှိဖန်စီရမိပြီးတော့ကဘာကျော်ကဘာအဆင့်ရာဇဝတ်ကောင်တွေဟာတရုတ်တွေကြီးပဲဖြစ်နေတာကိုတော့ငင်းလို့မရဘူး။ဒီတရုတ်တွေဟာကျွန်တော်တို့မြန်မာနိုင်ငံအပါဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့အကြိလိုက်စားမှုအကျင့်ပြချစားမှုနည်းမြေမတည်ငြိမ်မှုပြည်တွင်းဆွေဖြစ်ပွားမှုတွေကိုအခြေခံပြီး ငွေကြီးပေးပြီးတော့အခွင့်အရေးယူတာသူတို့ရာဇမှုလုပ်ငန်းတွေအထိုင်ချလုတ်ကင်ခဲ့တာဖြစ်ပါတယ်ဒါတွေလုတ်ကင်နိုင်ဖို့အတွက် နေပြည်တော်နေကြားဆောင်တပ်တွေနေပြည်တော်စစ်တပ်ရဲစရဖထောက်လန်းရေးတွေနေပြည်တော်သတင်းသမားတွေအဆရှိတဲ့သူတွေကိုငွေပေးစီယုံပြီးတော့လုတ်ကင်ခဲ့ရတာတဆင့်နိုင်ငံတော်အဆင့်မင်းအောင်လှိုင်က တတိတုဒ္ဓမတောကဓမ္မရာစာလာဘွဲ့ကြီးပေးရတဲ့အဆင့်ထိကိုထိမ့်ချုပ်သွားနိုင်ပါတယ်ရှီကြံကျင်းလာတည်ရန်ပေးလိုက်တယ်ဟိုတလောကမှာထိုင်းကနေပို့လိုက်တယ်အဲ့ဒီတရုတ်အဲ့ဒီကြားဖြန့်ခေါင်းဆောင်ပါတီရီကူဆရာတော်ကြီးကိုလည်းတိုင်တောင်းနေချီပြီးလူလန်းပါသေးတယ်ကျန့်ခံရေးပါတီကအမတ်တွေပုံမှုတွေဟာလည်း ဂျာပြက်တဲ့ခဏဖြစ်သေးတယ်ပေးခံနေရပါတယ်။ဒါဆိုရင်ဂျာပြက်ဟာကြံ့ခံရေးတည်ကူဆရာတော်နဲ့မာလာဖတ်စစ်တဲ့ရဲ့ခွင့်ပြုချက်တွေကုညီမှုတွေမပါဘဲနဲ့လုံးဝလုံးလို့မရဘူးဆိုတော့ကိုတော့ထမင်းစားတဲ့လူတွေသိနိုင်ပါတယ်။ဟုတ်ပြီ။ဒီလိုဂျာပြက် policy အရေးနိုင်မှုအောက်မှာ USK policy ကစားပွဲ proxy ကစားပွဲဟာကကြမ်းကြမ်းကပြင်းပြင်းဝင်လာပါ အဲ့တော့ US ကဟာသူဖွဲ့စည်းလိုက်တဲ့ဘာမတင်ဂျာပြန့်နေနေအထူးတပ်ပွဲ strike strike လို့တုံးတာနော် task force မဟုတ်ဘူး strike force strike ဆိုတာက တိုက်ခိုက်မယ်ခြိတက်မယ်ခြိမိုးမယ်ဆိုရဲအတိတ်ပဲပါဆိုတော့ပို့ပြီးပြင်းပြင်းထန်ထန်မြင်မြန်ဆန်ဆန်ဂိုင်တွယ်ခြိမုံနိုင်ဖို့အရှိတောင်အာရှမှာကြားဖြန့်ခေါင်းစဉ်အောက်ကတရုတ်ကလွှမ်းမိုးလာမှုကိုခြေဖြတ်အန်တုဖို့ ညီရှာအပါဝင် geopolitics ဆိုတဲ့ပထဝီနိုင်ငံရေးအရာတုံ့ပြန်ကင်တွယ်ဖို့ဝင်ရောက်လာတာဖြစ်ပါတယ်။ရှင်းရှင်းပြောရရင်တော့အမေရိကန်ဝင်ရောက်လာတာဟာသူ့နိုင်ငံအကျိုးစီးပွားအတွက်ပါ။ဒါရှင်းပါတယ်။ဟုတ်ပြီ။သူ့နိုင်ငံအကျိုးစီးပွားအတွက်ဝင်ရောက်လာတော့ ਨੇ ပတ်သက်ပြီ။ကျွန်တော်တို့မြန်မာနိုင်ငံသားတော်လှန်ရေးတမားတွေကမြန်မာနိုင်ငံရဲ့တော်လှန်ရေးအကျိုးစီးပွားဖြစ်ပေါ်အောင် ်အမေရိကန်နဲ့ပေါင်းဆက်ခြင်းအမေရိကန်နဲ့ policy ရေးရာဆွေးနွေးခြင်းအမေရိကန် policy ကို sharing ပြန်လဲမျှဝေခြင်းပူးပေါင်းဆောင်ရွက်နိုင်တယ်များအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခြင်းအပအဝင်တပတ်ကတရုတ်နဲ့မင်းအောင်လှိုင်စစ်အုပ်စုတစုလုံးရဲ့အရေးနှိမ့်မှုကိုလင်မျိုးဖြန့်နှင်းပြီးခပ်ပြင်းပြင်းတုံ့ပြန်ရမယ်နိုင်ငံရေးတိုက်ပွဲတွေလုပ်တင်ပါတယ် ဘာလို့လဲဆိုတော့အသေးစိတ်စဉ်းစားတွက်ချက်ကြရမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့မလုံနိုင်ပါဘူးကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကမလုံနိုင်ကြပါဘူးအောက်ချီမြေပြင်တပ်သားတွေတော်လိုင်းတပ်ဖွဲ့တွေရုံးကန်တိုက်ပွဲဝင်နေလို့သာတော်လိုင်းကြီးကဒီနေ့ဒီအချိန်မှာဗဇက်ကတော်လိုင်းကြီးလို့ပြောနိုင်တာပါအမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC CRPH2 ရဲ့တော်လန်ရေးလို့ပြောလို့ရတယ်လှုပ်ဆောင်နိုင်စွမ်းကိုတော့ကျွန်တော်တို့မတွေ့ရပါဘူ သို့တော့တော်လိုင်းနေမှာပါတဲ့သူအချင်းချင်းရန်သူမဟုတ်ဘူးအမင်းမတူတာတွေရှိမယ်မှားနေတာတွေလည်းရှိနေတယ်ကျွန်တော်တို့အာဒီတယောက်နဲ့တယောက်ဝေဖန်ကြမယ်ထိန်းချောင်းကြမယ်ဒီလိုသွားကြရမှာ ဖြစ်ပါတယ်အဲ့တော့ဒါရီဟာအမုံတရားနဲ့ဖောင်းထုတ်နေတာမဟုတ်ဘူးဆိုတော့ကိုတေချာသိစေချင်ပါတယ်တော်လိုင်းနိုင်ငံကြီးဆောင်ရွက်တဲ့နေရာမှာပပိစဆိုတဲ့အမည်ရှုတော့ရှိဖို့ ပိစဆိုတဲ့အမြင်ရှုတော့နေကြည်ရင်တော့သူဟာအညူကြီးသူဟာအစိုးရအဲသူဟာဘုချုပ်ကြီးဆိုတဲ့အပေါ်ရံရှုဝတ္ထုတွေအပေါ်မှာလွှမ်းမိုးပြီးတော့ကြည်မြင်တုံးတက်တဲ့အတ္တကြီးနဲ့ကြည်မယ်ဆိုရင်တော့ချက်ချင်းမုံချင်းမကင်းဘူးမုံချင်းပေါ်မှာချက်ချင်းပေါ်မှာအခြေခံမှုတွေဖြစ်ပါလိမ့်မယ်ပပိစအကြည့်နဲ့မကြည့်ပဲအတ္တအကြည့်နဲ့မကြည့်ပဲပရအကြည့်နဲ့ 第一，人民表演并没少啊，几年几年少演；其次的，红军革命呢，大难千古，但没少上院内部演，没谁讲比大耍马大姑、马来路，夜夜忘我，特别表叔演的一气对一招。第二年春天，俺又经过这的路，表演也经撇板了。 မင်းပြောရင်ဘာလုပ်မှာလဲလှုပ်ချင်တော့မလှုပ်ချင်ဘူးတမိုင်းမှာကျွန်တော်တို့တာဝန်ကြီးခဲ့ဖို့လိုပါတယ်ဟုတ်ပြီအဲ့တော့လက်ရှိအချိန်မှာ TNL မိုးကုတ်အခင်းချင်းကိုပြန်ဆက်ရအောင်မိုးကုတ်ကိုဖက်စစ်တာကတိုက်နိုင်ဖို့အတွက်မိုးကုတ်နဲ့မိုးကုတ်မြို့ပပတ်လေကခန့်စစ်မြို့တွေကိုအကုန်တဖြည်းဖြည်းသိမ့်ပိုက်နေပါပြီခန့်စစ်ကြောင်းတွေစစ်ကြောင်းတွေဝင်ဖို့လေစီစဉ်လျက်ရှိနေပါတယ်မိုးကုတ်နဲ့ TNL အကွဲအပြည့်ဖြစ်ရင် စစ်တပ်ကကျွန်တော်တို့ကျွန်တော်တို့အဲ့လိုဖြစ်ခင်ကျွန်တော်တို့ညံ့လို့ပါပဲမိုးကုတ်မာတာ PDF နဲ့ TNL အကွဲပြဲကြီးဖြစ်အောင်စိတ်နဲ့တော့လကောင်းစာနဲ့တော့လကောင်းလောက်ကန်ဆောင်ရွက်မှုများကိုမဖြစ်စေချင်ပါဘူးမလုပ်စေချင်ပါ အတတ်နိုင်ဆုံးကျွန်တော်တို့ပုံမူခိုင်မာချစ်ကြည်ညီညွတ်တဲ့တုံးနဲ့တူနားလေတဲ့ အခင်းချင်းမျိုးကိုကျွန်တော်တို့ရောက်အောင်ဖန်တီးတင့်ပါတယ်။ဘာကြောင့်လဲဆိုတော့မုတ်ကုတ်မှာ PDF TNL နဲ့ PDF တာပြန်ကနေကိုရင်တော့ကျွန်တော်တို့ကစစ်တပ်အကြိုက်လုံမိသွားပါလိမ့်မယ်။လုံးဝဖြစ်ခံလို့မရပါဘူး။ဒါကြောင့်မို့ဒီကနေ့ထွက်ပေါ်နေတဲ့တရင်တွေကိုကြည့်မယ်ဆိုရင်စစ်တပ်ကတော့လကောင်းအခြားအသီးသီးသောဟိုဒီကောလာဟာလာတွေတဲမှာမုတ်ကုတ်မျိုးက PDF တွေကိုစူးစီးပြီး TNN တွေကလက်နက်ဖြုတ်သိမ်းနေပြည်ရဲ့ခေါင်းဆောင်တွေကဝဖမ်းနေဆိုတဲ့သတင်းတွေခက်စိတ်စိတ်ထွက်လာတယ်။ဒါဟာစစ်တပ်ကတီးတန့်ဝါရဖြန့်ပြီး TNN နဲ့ PDF မိုးကုတ်ပြည်သူကိုထိုးခွဲတာလို့ရှုပ်နေပေးပါ။အဲ့တော့လူရင်းပြောရင်ရှည်သွားမယ်။အဲ့ဒီသတင်းကလုံးဝဒီနေ့အထိမဟုတ်ပါဘူးဆိုတဲ့ကြောင့်ကျွန်တော်ဒီမဲ့ကျော်ကအတည်ပြုပါတယ်။မိုးကုတ် PDF တပ်ပေါင်းစုတွေကလုံးเสียရရှိတာကိုပြက်ပြက်တားတား လောက်ကင်ဆောင်ရွက်မယ်ဆိုတဲ့အထိပဲပြောလို့ရပါတယ်ကိုမြတ်ကျော်ကြီးဆိုတဲ့သတင်းစကားကိုလူကြီးမင်းတို့တန်ပါရင်တခါတလေမှာကျွန်တော်တို့လောက်သမျှဟာဂယုနာဒေါသောနဲ့ပြောဆိုလောက်ကင်မှုတွေဟာစစ်တပ်အကြိုက်မဖြစ်ဖို့လိုပါတယ်စစ်တပ်ဖြစ်စီခြင်းနဲ့ထောင်ချောက်တိုင်းကျွန်တော်တို့စီမျောသွားရှင်တိတ်အားမဆိုင်ရပဲသူတို့ကိုအနိုင်ပေးတယ်လို့ဖြစ်သွားပါလိမ့်ဒါဟာတော်လိုင်းကြီးတစ်စုံလုံးကသာမကပ် ဖြစ်စဉ်တစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းစီမှာတတိထားဂယုဆက်ရမယ့်ကိစ္စတွေဖြစ်ပါတယ်ဒါပေမဲ့တချို့တချို့လူတွေကတော့တော်လိုင်းကြီးကိုတော်လိုင်းကြီးလို့မမြင်ပဲငါတို့အစုအဖွဲ့ရဲ့ပိုင်ဆိုင်သောပစ္စည်းကဲ့သို့မြင်ပြီးဒီပစ္စည်းကိုကင်ကာ စီးပွားရှာမယ်ဒီပစ္စည်းကိုကင်ကာ အမျက်ထုတ်မယ်ဒီပစ္စည်းကိုကင်ကာဈေးကွက်တင်မယ်ဆိုတဲ့စိတ်ကူးရှိတဲ့လူတွေ ਨੇ ပတ်သက်ပြီးတော့ ကျွန်တော်သဘောထားကိုခဏခဏမေးကြတဲ့အတွက်ကျွန်တော်ပြောခဲ့ပါပြီအရင်လင်းရင်အဖတ်တွေးပါလိမ့်မယ်တော်လိုင်းကြီးဟာနှက်ကြီးပါလိမ့်အရင်လင်းရင်အဖတ်တွေးပြီးမျက်နှာပုံးတွေကွာချချပါလိမ့်မယ်ဖားနဲ့ငါဘယ်လမ်းမှာဘယ်ပန်းပန်ပြီးဘယ်အချိုးမှာဘယ်ပစိုးဝတ်လဲဆိုတာပြည်သူကပါဇက်ဟာတာ ਨੇ ဥပနခွေရှိလေတန်းတိတဲ့တော်လံပြည်သူတွေအနေနဲ့ ဒီနေ့ဒီအချိန်မှာဘသူကဘာလဲသိရှိပြီးသားဖြစ်မဲ့ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့အချိန်ဒီနေ့အရရက်တော့စစ်သတင်းတွေထဲမှာတော့ဒီကနေ့ကနေဒီတောင်ကိုချင်းကချင်းတပ်ဖွဲ့တွေပြန်လဲတင်ပိုက်နိုင်နေဆိုတော့အောင်ပွဲသတင်းတစ်ခုရှိမယ်။မိုးကုတ်ကထွက်ပေါ်နေတဲ့သတင်းမှားတွေ PDF တွေကိုလက်နက်ဖြုတ်သိမ်းနေဆိုတဲ့သတင်းမဟုတ်ဘူးဆိုတဲ့အကြောင်းခိုင်ခိုင်မာမာပြောမယ်။ရခိုင်ယူမအဆက်က တိုင်းတုံးတိုင်းစစ်စင်ကြီးမှန်သမျှအောင်ပွဲတွေရနေတယ်ဆိုတဲ့အကြောင်းပြောရင် ကပစရီကတော့ဒီနှစ်မကုန်ခင်တဲ့ဒီနှစ်မကုန်ခင်မှာကပစတခုတော့၎င်းနှစ်ခုတော့၎င်းသိမ့်ပိုက်နိုင်လိမ့်မယ်လို့အရှိအရှောင်းတွေနေရပါတယ်အဲ့တော့ချုပ်ရရင်တုတ်ကင်တွေပဲလိမ့်ပြီးရောင်းပါတယ်ဗျာ ခင်ဗျားတို့ပါဇက်ကနေတော်လန်ကြီးလို့ပြောနိုင်အောင်ကျွန်တော်တို့ပါဇက်ကနေတော်လန်ကြီးလို့ပြောနိုင်အောင်အသက်ပေးတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ညီငယ်ရဲဘော်မျိုးဆက်အသီးသီးကိုလည်းတစ်ချက်လောက်တော့ငေ့ကြည့်ပေးပါလို့တိုကင်ရောင်းတာတွေတိုကင်ဝယ်တာတွေကိစ္စတွေနဲ့ပတ်သက်ပြီးပြည်တွင်းကပြည်သူလူထုဟာသတင်းတစ်ပုဒ်ကြည့်ဖို့တော့အင်မတန်ခက်ခဲနေတဲ့အတွက်ဒီကိစ္စတွေလုံနေတာမဟုတ်ဘူးလို့ယုံကြည်တယ်ပြပကသူတော်တော်များများဟာဒီကိစ္စနဲ့ပတ်သက်ပြီး လိုရာထပ်ပူပြီးလော်ပြီးလှုပ်ပြီးတစုံတရာမှားယွင်းသွားခဲ့ခြင်းတော့လက်ရှိဖြတ်တန်းနေတဲ့အသက်ပေးနေတဲ့ဘဝပေးနေတဲ့တော်လန်သူတွေကိုခမားတို့ပြန်ပြီးချော်ချီးပေးရပါလေအဲ့ဒီယောကြီးဟာဘာလဲဆိုတော့ခမားတို့ဘဝတတတာရဲ့ဂုံတိတ်ခါဖြစ်လာပါလေကျေးဇူးတင်ပါတယ်